အမျိုးသားသွေးလူပံမှာသွေးလာရောက်လှူဒန်းသူတွေမှာကူးစက်ရောဂါပိုးရှိမှုသိသာသာရောနေသွားပေမယ့်ဘီပိုးနဲ့စီပိုးလိုမျိုးရောဂါပိုးတွေ့ရှိမှုနှုန်းကတော့များပြားနေစေဖြစ်တယ်လို့အမျိုးသားသွေးလူပံကသိရပါတယ်အမျိုးသားသွေးဌာနကဌာနမှူးဒေါက်တာတီတာအောင်က HIV ပိုးနဲ့ရှင်ရင်ဘီပိုးကူးစက်မှုကထိမှရောက်တော့မယ့်အခြေအနေမှာရှိနေပြီး HIV နဲ့ကာလာသားယောဂါတွေကဘယ်လိုကြောင့်ကူးစက်တယ်ဆိုတာကိုကာယကရှင်တွေကိုယ်တိုင်ကသိနေတာကြောင့်ပညာပေးမှု နှစ်သိမ့်ဆွေးနွေးမှုတွေလုပ်ကင်ရတာပုံမှုအဆင်ပြေပေမဲ့ဘီပိုးနဲ့စီပိုးတွေကတော့ဘယ်အချိန်မှဘလို့ကူးဆက်မှမသိလိုက်ရတဲ့အတွက်ပညာပေးဖို့အားနည်းနေတယ်လို့ပြောပါရယ်ဘီပိုးနဲ့စီပိုးဟာကူးဆက်လွယ်ရောဂါအမျိုးအစားတွေဖြစ်ပြီးသွေးချွေးနဲ့ခန္ဓာကိုယ်ကထွက်ရှိတဲ့အရေးတစ်ခုခုနဲ့ထိတွေ့ရင်တော့ကူးဆက်နိုင်တာကြောင့်လာရောက်လူတွေနဲ့သွေးတွေမှာပိုးတွေ့ရှိရမှုနှုံများပြားနေစေဖြစ်ပါရယ်လက်ရှိမြန်မာနိုင်ငံရှိလူဆယ်ဦးမှာတဦးနှုံဟာအသေးအောင်အသက်ဝါဘီပိုးကူးဆက်ခံနေရတယ်လို့ ုသေသနာစာရန်တွေရသိရပါတယ်။အသေးအောင်တဝါဘီပိုးဟာ HIV ပိုးနဲ့ကူးစက်ခံရမှုပုံစံတူညီပေမဲ့ကူးစက်ခံရနိုင်မှုဟာ HIV ထက်အသေးအောင်တဝါဘီပိုးကူးစက်ခံရမှုကတော့အဆ90ရှိရလို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ဒါအပြင်ပုံမိုတန့်စင်စိတ်ချရတဲ့သွေးရရှိဖို့အတွက်သွေးလူရှင်တွေအနေနဲ့သွေးလူရန်ရမှာအရေးပေါ်သွေးလူအမှားသာလာရောက်လူရန်ခြင်းထက်သွေးလူရန်နိုင်တဲ့နေရာတွေသွေးလူပန်းတွေမှာပုံမှန်အတိုင်းစနစ်တကျစစ်ဆေးမှုခံယူပြီးမှသာ သွေးလူတန်းမှုကိုပြုလုပ်တင်တယ်လို့ဆေးပညာရှင်တွေကအကြံပြုထားပါတယ်။ပြီးခဲ့တဲ့2023ခုနှစ်ကစတင်ကအမျိုးသားသွေးဌာနမှာလာရောက်သွေးလူတန်းသူတွေကိုလူတန်းမှုမပြုမီစံမာရေးအချက်လက်တွေပါဝင်တဲ့မေးခွန်းလွှာဖြေစေခြင်း ပညာပေးအစီအစဉ်တွေတိုးမြှင့်လှုပ်ဆောင်ခြင်းတွေကိုဆောင်ရွက်ခဲ့တာကြောင့် HIV ပိုးတွေ့ရှိရမှုတိတိတတ်တာယုံနေသွားရပါတယ်။ဒါအပြင်သွေးလာရောက်လူရန်သူတွေမှာ HIV ကာလာသားယောဂါနဲ့ပြီးပိုးစီပိုးတွေ့ရှိပါကနောက်တစ်ကြိမ်လာရောက်လူရန်ချိန်မှာနှစ်သိမ့်ဆွေးနွေးမှုတွေကိုဆောင်ရွက်ပေးသလို၆လတစ်ကြိမ်ကျန်းမာရေးစစ်ဆေးမှုတွေကိုပါဆောင်ရွက်ပေးလျက်ရှိရလို့သိရပါတယ်။